အားလုံးပဲမင်္ဂလာပါရှင်နေစတိုရီနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ CNS ဖွဲ့သားတွေတောင်းမဲ့ဆိုင်ကတော့အိမ်သုံးဆောင်ပစ္စည်းတွေကိုဈေးတန်တန်နဲ့ဝယ်လို့ရမဲ့ဆိုင်ကိုတောင်းမှာဖြစ်ပါတယ်အာကျွန်တော်တို့ဒီတောင်းမဲ့ဆိုင်ကတော့ BC ဒုံချမ်းရဲ့ကားပါကင် မှာရှိတဲ့ဆိုင်ကိုတောင်းမှာပေါ့နော်အဲဒီလိုဆိုင်မျိုးတွေကသူက BC ဆိုင်တိုင်းမှာရှိတယ်မီနီ BC ကလွဲလို့ပေါ့နော်အဲလို20ဆိုင်လို့ခေါ်တဲ့အဲလိုပစ္စည်းအစုံရတဲ့ဆိုင်ကြီးဆိုင်ကြီးပေါ့နော် အာချင်းမိုင်မှာဒီလိုဆိုင်လေးတွေကအများကြီးရှိတယ်ကွာအဲ့လိုမျိုးအိမ်သုံးပစ္စည်းတိုလီမုန်းစာတွေလက်ရှိပစ္စည်းတွေကအစားပြီးလို့ရှိရင်အမကလေးကစားတွေကအစားအဲ့လိုရှိရဆိုင်လေးတွေပေါ့နော်အဲ့ဒီဆိုင်လေးတွေကအတကြကကြတော့ဗာလဲဆိုလို့ရှိရင်စူပါမားကတ်ကြီးတွေကစားလို့ရှိရင်သူကဈေးတက်တာတယ်ပစ္စည်းတိုလီမုန်းစာပိုဆုံးတယ်အဲ့လိုပြောရမယ်ကျွန်တော်တို့အခုလက်ရှိဟိုဟာလာကြည့်ရပါလဲအာ3ပြင်ဝင်ဟို3ပြင်ဝင်ဟိုလာကြည့်ရအခုပြီးလို့ရှိရင်တော့တခြားဟိုဘောဘောညာညာရှာကြည့်မယ်ပေါ့နော် တွေအတွက်မိဖို့ကြောင့်သုံးပစ္စည်းတွေအတွက်ဆိုလို့ရှိရင်ဈေးနှုန်းချွတ်ချွတ်နဲ့အဆုံးမြင်ဆုံးရနိုင်တဲ့ဒီဆိုင်လေးကတော့အရင်အဆင်ပြေတယ်။ဒီမှာမိဖို့ကြောင့်သုံးပစ္စည်းဆိုလို့ရှိရင်စင်မီသုံးနေဓာတ်တွေရာစာဇွန်ခရင်တူရီယာစာတိတိမမပစ္စည်းရာစာဝယ်လို့ရတယ်။ချင်းမရဲ့နေရာနဲ့မှာဒီလိုဆိုင်လေးတွေအများကြီးရှိတယ်။ အဲအထူးသဖြင့်တော့ busy တိုင်းမှာဆိုလို့ရှိရင်ဒီလိုဆိုင်လေးတွေရှိတယ်။ချင်းပိုင်ကိုရောက်လာပြီးတော့အင်းအိမ်သုံးဆောင်ပစ္စည်းတွေမိဖို့ကြောင့်သုံးပစ္စည်းတွေကိုဈေးနှုန်းချွတ်ချွတ်နဲ့ဝယ်တင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်အနည်းဆုံးမှရှိတဲ့ဒီလိုဆိုင်လေးတွေကိုကြားကြည့်တင်ပါတယ်။အာဒီလိုဆိုင်တွေကဝါသိရမလားပလတ်စတစ်ပစ္စည်းကိုဘာလို့ပြောဈေးတက်တက်တာနဲ့ရှာပြီးဝယ်ခြင်းလဲအဆင်ပြေရဲ့။ဟောပြောချင်တာပါလဲဆိုတော့ဥနီမာကရေဘူးတွေရေပုံးတွေအမိုက်ပုံးတွေဘော်ပြားတွေ ဘိုင်းဆိုလို့ရှိရင်ကွာ quality လည်းအများကြီးကြည့်ရမလို့ဘူးဈေးသက်သာနဲ့ဝယ်လို့ရှိရင်ကိုယ့်အိမ်တော့ budget safe ဖြစ်တယ်ကွာဒီမှာကျွန်တော်တို့ဆိုဒီဆန်းဆန်းရောက်လို့မှဆိုလို့ရှိရင်ဈေးသက်သာရှာတာဖြစ်တဲ့အတွက်ဒီဟာကအရင်အထောက်အကူဖြစ်တယ်ပေါ့နော်အဲ့တော့အကယ်၍ကိုယ်ကလည်းကိုယ့်အိမ်အတွက်ပစ္စည်းရင်းနည်းနည်းဈေးသက်သာရှာခြင်းနေတယ်ဘတ်ဂျက်အတွက်ရှာခြင်းနေတယ်ဆိုလို့ရှိရင်တော့ဒီမှာလာကြည့်ရ quality လည်းကျွန်တော်နဲ့တူတော့ကောင်းတယ် င်မှာလက်ရှိပစ္စည်းအစုံလေးရတယ်မီးလုံးတွေရောဒီမှာဆိုရင်မီးအိမ်လေးတွေလည်းရတယ်ယောက်ျားလေးရဲ့ကြိုက်ဆိုလို့ရှိရင်တော့ဒီဘက်မှာ2စီအစုံရှိရပေါ့နော်ဒီဆိုင်မှာဝယ်တာကတခြား macro ရော central ရောပစ္စည်းရောထပ်ဆိုင်တော့အနည်းဆုံး30လောက်ကတော့တတ်ပါတယ်နော် university တက်တဲ့ကျောင်းသားတွေအတွက်အရေးကြီးတဲ့ note တွေမှတ်ဖို့အတွက် color pen လေးတွေလည်းရှိတယ်။နောက် ball pen တွေ၊ခဲတံတွေ၊ရောင်စုံတွေအားလုံးစုံစုံလင်လင်ရှိတယ်။နောက်ဒီမှာ စတာပလာနဲ့ပင်နဲ့တွဲရက်ကလေးကိုမာထားဆိုရင်ကြည့်တကက်လုံးမှာ29ဘတ်ပဲရှိရဟာကော်ရက်ရှင်ပန်နေကော်ရက်ရှင်တိတ်တွေကော်ဘူးတွေဘောပန်ထဲတဲ့အိတ်ကလေးတွေဟာဒီမှာဆိုရင်တတမီမီတွေသူကချစ်စရာကောင်းတဲ့မနုတ်ဘုတ်ကလေးတွေလည်းရှိပါတယ်ဟိုဒါလေးဆိုချစ်စရာလေးကြည့်ကော်ရက်ရှင်တိတ်တော့တကယ်ဆိုစီကျက်ပစ္စည်းဒီမှာ29ဘတ်ပဲတကက်လုံးမှာဒီလိုဆိုင်ဒီမှာဝယ်တာကစန်တာရီမှာဝယ်တာနဲ့ဆာလို့ရှိတော့ရေးတတ်တာရဲ့ ဟောဈေးကွာလို့ quality ကွာတာပြောတော့ရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ဟိုဟာအခုကျွန်တော်ဒီကနေဝင်ထားတဲ့ extension တို့ three pin တို့ဆိုလို့ရှိရင်300တစ်နှစ်လောက်ရှိပြီကောင်းကောင်းတော့လို့ဆင်ပြေနေလို့မယ်အဲ့တော့သူ့ဈေးနဲ့သူ့ဟာနဲ့သူ့ဈေးနဲ့သူ့အိုးတဲ့သူ့ဆန်တန်တယ်ပေါ့ဗျာ Okay ဒါပဲနောက်ပြီးတော့မှပြန်တွေ့